မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာတော့ကျွန်တော် after method ကိုအသုံးပြုပြီးတော့ကျွန်တော် label ထိုးတာကို animation ပုံစံလေးနဲ့ဟိုထိုးသွားမှာဖြစ်ပါတယ်ဟုတ်ပြီเนาะပုံစံလေးကတော့ဟိုဒီပုံစံလေးပါ UI design ကတော့ကျွန်တော်အပေါ်မှာ label တစ်ခုရှိမယ်အောက်မှာ button တစ်ခုရှိမယ် button ကိုအောက်ဆုံးမှာကတ်ထားပြီး label ကိုအပေါ်မှာကျွန်တော်ထားထားပါဟုတ်ပြီကျွန်တော် start ဆိုတဲ့ဟာနှိပ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီထိုးရင်တဲ့စာတန်းကို animation လေးနဲ့ကျွန်တော်ဒီမှာထိုးမှာဖြစ်ပါတယ်ဒီမှာဆိုရင် ်သရဝါများအားလုံးကျမ်းမာချမ်းသာကြပါသည်ဆိုပြီးကျွန်တော်ထုတ်มาဖြစ်ပါတယ်။ဟုတ်ဒီစာတန်းကျွန်တော်ထိုးနေတဲ့စာတန်းပုံသွားပြီဆိုရင်ကျွန်တော်အစ်စ်အစနေကျွန်တော်ပြန်ထုတ်มาပဲဖြစ်ပါတယ်။ဟုတ်ပြီတော့ဒီပုံပုတ်ခါလေးကိုအရင်တော့ဟိုတွက်ချက်ပြလိုက်ရအောင်။ပထမဆုံးအနေနဲ့ကျွန်တော်ရိုးရှင်းတဲ့ UI တစ်ခုတည်ဆောင်မယ်။ label ကိုကျွန်တော်ဘာလောလောဆယ်ဘာမှမရေးဘူးပြီးတော့ရင်ကျွန်တော် ဖောင့်ကိုပြည်တော်လို့ဆက်ရှစ်တုံးထားတယ်ပြီးတော့ PAD ဝိုင်းကို5တုံးထားတယ်ပြီးတော့ကျွန်တော်ဘော်တုံဝက်ချက်ရေးတယ်ဘော်တုံဝက်ချက်ကိုကျွန်တော်ဘယ်မှာထားမှလဲဆိုရင် Windows ရဲ့အောက်ဆုံးမှာထားခြင်းနဲ့အတွက် site ကိုဘော်တုံဆိုပြီးတော့ကျွန်တော်ရေးထားဟုတ်ပြီကျွန်တော်ဒီ UI လေးကိုကျွန်တော်တွန်းကြည့်လိုက်ဒီမှာဆိုရင်တော့ UI ထွက်လာပြီ။ကျွန်တော် start နေလိုက်မယ်။ဘာမှမလုပ်သေးဘူး။ဟုတ်ပြီကျွန်တော်အရင်ကတော့ start start နေလိုက်တာနဲ့သတော်ရီအားလုံးကျမ်းမှတ်ထားကြပါလိမ့်ဆိုပြီးတော့ကျွန်တော်အရင်ပေါ်တယ်။ ုတ်ပြီဒီလိုအရင်ဆုံးလောက်ဖို့အတွက်အဓိက idea ပါလဲဆိုတော့ကျွန်တော် index တွေကိုဟိုအင်တာတိုင်းနဲ့သူ့အဲမှာရှိတဲ့စာတွေကိုကျွန်တော်ခေါ်သွားရမယ်ဖြစ်ပါတယ်။အင်တာတိုင်းကိုအတွက်အရင်ဆုံးကျွန်တော်တို့ကကနန်းတွေကိုဘယ်ထိပေါင်းရမလဲဆိုရင်ကျွန်တော်ထိုးနေတဲ့စာလေးပဲကျွန်တော်တို့ကပေါင်းပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်လောလောဆယ် my int a in that is equal to 0ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်။ပြီးတော့ကျွန်တော် function ထည့်ဆောက်လိုက်မယ်။ my အန်နီအန်နီဖီအန်ဒီရဲ့ဆိုပြီးတော့တိောက်လိုက်ရင်းလို့မိုင်းအန်နီလေးပဲမလုပ်မလဲဆိုရင်ကျွန်တော်ရေးတင်တဲ့စာရဲ့ဒီ land ကိုကျွန်တော်တို့ကကြီးသွားမှာဖြစ်ပါတယ်။အဲ့ land ကိုကြောင်းရင်ကျွန်တော်တို့ကကြီးလို့ပြန်ရောက်သွားမှာ။ဘာလို့ဆို land ကိုကျော်လို့မရအောင် land ကျော်ပြီဆိုတော့ကျွန်တော် out of index ဖြစ်သွားမှာ။အဲ့တော့ my index ကိုကျွန်တော်တက်ပေါင်းပြရအောင်။ my index ကလောလောဆယ်အပြင်မှာကြီးလို့ဖြစ်နေတယ်။ function အတွင်းထဲကနေကြောင်းရင်ကျွန်တော် global ဆိုပြီးတော့ကျွန်တော် my index ဆိုပြီးတော့ကျွန်တော်ရေးရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော် my index လေးကိုကျွန်တော်ဘာလုပ်လာမလဲ print ထုတ်ကြည့်လာမယ် my index ဆိုပြီးတော့ print ထုတ်လာထုတ်ပြီးသွားပြီဆိုရင်တော့ဘာထက်လုံးအောင်မနှော်တစ်ပေါင်းအောင်အဲအကြောင်းလို့ my index is equal to my index bound တက်ဆိုပြီးတော့ကျွန်တော်ရေးလိုက်ဟုတ်ပြီကျွန်တော်တရားများအားလုံးနေရာမှာကျွန်တော်လောလောဆယ် abcd ျွန်တော်အရင်ပြီးလိုက်နော်ဒီမှာဆိုရင် my nab and d ပဲဒီလိုလိုလောလောဆယ် test အနေနဲ့ a b c d ဆိုပြီးပြီးလိုက်ကျွန်တော်တို့ကဟုတ်ပြီနော် a b c d ရေးပြီးသွားပြီဒါဆို a b c d ရဲ့လမ်းဘယ်နှခုရှိအောင်နှစ်လေးလေးခုရှိလေးခုရှိရဲ့သူကကျွန်တော် index ကိုကျွန်တော်ဘယ်ထိရေးမလဲဆိုရင်၄ထိပဲရေးရမှာအဲ့ဒါကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ဒီ ရည်ပြီးသွားမယ်ကျွန်တော်တို့ကလေးကြော်လို့မရဘူးမိုင်းနှင်းတဲ့အစ်စီခွဲသူလက်မိုင်းလေပဲနဲ့ညီပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုမိုင်းအင်းတက်ကိုဒီလိုနဲ့ညီမယ်ဆိုပြီးတော့ကျွန်တော်တို့ပြောခြင်းဟုတ်ပြီနော် program လေးကိုကျွန်တော်ပြန်လွှမ်းကြည့်လိုက်ဟုတ်မယ်အင်းတက်ကိုလည်းထုတ်မယ်ဒီခါမှာကျွန်တော်ဘယ်သူ့ကိုလည်းထုတ်မလဲဆိုရင်အင်းတက်တိပြီဆိုရင်ကျွန်တော်တို့က မိုင်းလေးပဲကိုခေါ်လို့ရအဲ့ဒီတော့ကျွန်တော်မိုင်းလေးပဲရဲ့မိုင်းအင်ဒက်ကိုကျွန်တော်ခေါ်လိုက်မယ်ဆိုပြီးတော့ရေးကြည့်လိုက်မယ်ဟုတ်ပြီเนาะ program လေးကိုဒီမှာဆိုတော့ရိုးရှင်းပါ program လေးကိုတော့ run ကြည့်လိုက်ဆက်ထလာခြင်း0 0 my label 0ကဘယ်လိုမှညင်မှာ A နဲ့ညင်မှာဟုတ်ပြီเนาะ program လေးကို no run ကြည့်လိုက်မယ်လာလို့တယ်ကျွန်တော်မလုပ်အောင်လဲဆိုဒီ my and label ကို function နဲ့ဖြည့်ဆည်းအောင်အဲ့တော့ c o m m a n d ပုံမှန် my any level ဆိုပြီးတော့ကျွန်တော်ရေးနိုင်ဟုတ်ပြီ program လေးကိုကျွန်တော် run နိုင်မယ်ပြီးသွားပြီဆိုရင်ကျွန်တော် start ကိုကျွန်တော်နှိပ်လိုက်မယ်ဆိုရင်တုံညဆိုရင်ကျွန်တော်ဘာရေးမှာ a ပဲဟုတ်ဒီနေရာမှာကျွန်တော် function တစ်ခါပဲလုံးလုံးသွားကျွန်တော်အမြဲတမ်းကျွန်တော်အလုံးလုံးဖြစ်နေတယ် ။ဒီကြားတစ်ခုအတော့ဒီ function ကိုကျွန်တော်ကခဏခဏပြန်ခေါ်အောင်။အဲ့ဒီအတွက်ကျွန်တော်အောက်ဆုံးကနေပြီးတော့ after method ကို as ဘယ်ဘယ်ဝတ်ချက်မှာသုံးမှာ။ and 1ဆိုတဲ့ဝတ်ချက်မှာသုံးမှာပြီးတော့ af ဒီက after method ကိုသုံးပြီးပြီးတော့ဘယ် chain မှာပြန်ခေါ်မှာလဲ။ second ဝတ်ချက်ရတဲ့အခါဖြစ်တဲ့အတွက်900 millisecond ဖြစ်တယ်။ဒီကိုပြန်ခေါ်မှာ။ my any level ဦးပဲပြန်ခေါ်မယ်ဆိုပြီးတော့ပြောလိုက်ရင်ပြီးပြီတော့လည်းဟုတ်လောလောဆယ်ဟိုပုံစံလေးဖြစ်သွားမယ်။တနိုင်လိုက်မယ်ဒီမှာဆိုရင် ဟို second word တိုင်း a b c d a b c d ဆိုပြီးတော့ပေါ်နေ a b c d a b c d ဆိုပြီးတော့ပေါ်နေဒီမှာဆိုရင်3ည1 2 3 3ည1 2 3ဟိုဖြစ်နေဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကနောက်ထပ်ဘာထပ်လုပ်ရမလဲဆိုဒီ3ည1 2 a b c d ကိုကျွန်တော်ဒီမှာတွေ့လာမလို့အများတန်း a b c d ဒီ a b c d လေးကိုကျွန်တော်တို့က string မျိုးစာဆက်လို့ရတယ် နော် support အတွက်ကျွန်တော်ဘာလုပ်လိုက်မလဲဆိုရင် TNS စီဘောသူဒီကျွန်တော် string အလုပ်လေးလုပ်လိုက်မယ်အဲ့ string လုပ်လေးတဲမှာကျွန်တော်တွားတွားပြီးတော့ပေါင်းထည့်တင်တယ်ဆို print ထုတ်တဲ့နေရာမှာကျွန်တော်ဘယ်လိုတွားလုပ်လိုက်မလဲဆို print မထုတ်တော့ဘူးငါ့ကိုပေါင်းထည့်ပေးပါဒီမှာဆို ANS ကအပြင်မှာအလုပ်လေးအတွင်းထဲမှာကျွန်တော်အလုပ်မဖြစ်တော့ A နဲ့ B နဲ့ဒီ sheet ကကျွန်တော်တို့ my level my index ကနေပြီးတော့ကျွန်တော်ဒီကနေထုတ်လိုက်တဲ့စာတန်းလေးတွေကိုဒီအမှတ်သွားကန်တယ်အဲ့ဒီတော့ no variable assign ပေးတာဖြစ်တယ်ဆိုတော့သူ့ကိုလည်း no global ရေးမှရမယ်ဟုတ်ပြီရေးပြီးသွားပြီဆိုရင်ကျွန်တော် ann is equal to ဘယ်သူ့ကိုကန်မလဲဆိုတော့ ann ဘလို့တဲ့အလို့ပြီးသွားရင် my label my label ပြီးသွားရင် my index ဆိုပြီးကျွန်တော်ကန်လိုက်ဟုတ်ပြီကတ်ပြီးသွားပြီ ကတ်ပြီးသွားပြီဆိုရင်ဒီကတ်ထားတဲ့ဆောင်ကျွန်တော်အောက်ကနေပရေမတော့တော့ဘယ်သူမှသွားပေါ်ကျင်လဲဆိုရင် M1 ဆိုတဲ့ဝက်ချက်မှတော့သွားပေါ်ကျင်ဘလို့တဲ့စားပိုင်းဗလာကြီးဖြစ်လာအဲ့တူက M1 push dot config config မတ်တပ်ကိုအသုံးပြုပြီးကျွန်တော်တို့ကမလုပ်မလဲဆိုရင်သူ့ကိုစာတန်းပြန်ထိုးကျင်အဲ့တူက PHP တက်ကိုဘယ်သူရေးမလဲဆိုရင် INF ဆိုပြီးတော့ဟိုရေးလိုက် ဟုတ်ပြီကျွန်တော်ဟော့အော်ယောင်ကိုကြတော့ဗာလေးထားခြင်းလဲဆိုရင်ကျွန်တော် G R E E N green အယောင်လေးကျွန်တော်ထားလိုက်ဒါဆိုရင်ကျွန်တော်ပထမ E N S ရှိတယ်ရှိပြီးတော့ကျွန်တော်စာတန်းထုတ်ဟုတ်ပြီကျွန်တော် program လေးကိုဟောပြန်လွှမ်းကြည့်လိုက် start နိုင်လိုက်ပြီဟိုဒီမှာ A B C D ပြီးတော့ A B C D ဆိုပြီးကျွန်တော်ဒီတိုင်းစတယ်ကျွန်တော် solo ခြင်းက A B C D ပြီးသွားရင်ကျွန်တော်ပြန်ဖြတ်ခြင်းတယ်ပြန်ဖြတ်ခြင်းလဲဆိုတာတော့လွယ်ပါတယ်ပြန်ဖြတ်ခြင်းလဲဆိုတာက string ကို ans ကိုကျွန်တော်အလွတ်ပြန်ပေးရမှာအဲ့ဒီတော့ဒီလိုနဲ့ reset line ချလို့ပဲ ans ကိုလည်းကျွန်တော်တို့ကဗလာပြန်လုပ်မယ်ဆိုပြီးတော့ကျွန်တော်အောက်ကနေပြောင်းပိုင်းရမှာဟုတ်ပြီเนาะ program လေးကိုတော့ပြန် run လိုက်မယ်စနိုင်လိုက်မယ် ab cd ပြီးသွားရင်တော့ ab cd ီးတော့တော့ ABCD ဆိုပြီးတော့ no ပေါ်တယ်ဟုတ်ပြီတော့ဒီနေရာမှာ ABCD နေရာမှာကျွန်တော်တို့ဖြစ်ပြတင်တဲ့သရဝများအားလုံးညမှာချမ်းသာကြပါလိမ့်ဆိုတော့ကျွန်တော်ကြီးလိုက်ဟုတ်တယ် no spacebar လေးနဲ့နည်းနည်းချားတင်လို့ဘာမှမပေါ်သေးရင်လည်းပုံမှန် no spacebar လေးချားပြီးတော့ no ထိပ်ပိနောက်ပို့ချားကြီးလိုက်မယ်ဟုတ်ပြီ no program လေးကို no ရလိုက်မယ်ဒါဆိုရယ်ပေါ်လုံးနိုင်လိုက်ပြီဆိုတော့လည်းတို့သရဝများအားလုံးကျမ်းမှချမ်းသာကြပါသည်ဆိုပြီးတော့ကျွန်တော်ပေါ်ပါမှာဖြစ်ပါ ုတ်ပြီးတော့ဒီမှာပေါ်လာမှုတွေကြည့်ကြည့်လာမယ်ဟုတ်ပြီတော့ပေါ်ပါနဲ့တကယ်လို့ကျွန်တော်တို့က program start button မနိုင်ဖ ೇನೆ program ဖွင့်လိုက်တဲ့အခါမှာတည်းကျွန်တော်တို့ကဒီတော်ဝများအားလုံးကျမ်းမှချမ်းသာကြပါစေပေါ်ခြင်းလို့လို့ရှင်းပါတယ် ဒီ function ကိုကျွန်တော်တို့ကဘယ်လိုခေါ်ရမလဲဆိုချက်ချင်းကျွန်တော်တို့ကတက်ဆက်ကနေမှာခေါ်မယ်ဆိုပြီးတော့ပြောလိုက်ရအဲ့ဆိုရင်တော့ဘယ်လိုရေးမလဲဆို would ဝတ်ချက်မှာခေါ်မယ် af te ရ alpha automatic လဲဖွင့်ပြီးရတယ်တော့တက်ဆက်ကကြာရင် my any label ကိုခေါ်လိုက်ဆိုပြီးတော့ပြောလို့ရပါဒါဆိုရင်ကျွန်တော်တို့ automatic level bottom ခလုတ်မလို့တော့ bottom automatic level ကျွန်တော်တို့ software ဟို program run လိုက်တာနဲ့ sorry ပါ room မဟုတ်ပါဘူးတော့ဝင်းနိုးပါဝင်းနိုးကိုကျွန်တော်တို့ပေးလိုက်မယ်ပေးပြီးတော့ကျွန်တော်တို့ run လိုက်အဲ့ဒါဆိုရင် bottom minute လဲပဲတစ်စက္ကန့်ကြာလာမယ်သူ့ဘာသူကျွန်တော်တို့သရဝါများအားလုံးရမှဆန္ဒပြပါသေးတယ်ဆိုပြီးတော့ကျွန်တော်တို့ပေါင်းနေမှာလည်းဖြစ်ပါတယ်ကျွန်တော်ဆွေးနွေးချင်တာကတော့ဒီနေ့ကတော့လောက်ပါပဲကျေးဇူးတင်ပါခင်ဗျာ